သမားအားလုံးပဲမင်္ဂလာပါပရိသတ်များအားလုံးကိုရန်ကုန်မြို့ကြီးအစီအစဉ်ကနေပြီးတော့ချုပ်ဆိုပါရစေ။ကျွန်တော်တို့ရန်ကုန်မြို့ကြီးအစီအစဉ်ကပရိသတ်တွေကိုရန်ကုန်မြို့ထဲမှာကျင်းပပြုလုပ်နေတဲ့ပွဲခန္ဓာမျိုးမျိုးကိုရိုက်ကူးတင်ဆက်ပေးနေတဲ့အစီအစဉ်တစ်ခုဖြစ်ပါရခင်ဗျာ။ဒီကနေ့မှာဆက်လို့ရှိရင်တော့မြန်မာပလာသားမှာကျင်းပပြုလုပ်တဲ့ Sony ကနေပြီးတော့အသစ်ထုတ်လုပ်လိုက်တဲ့ A6500 series နဲ့အတူကျွန်တော်တို့ series home ဖြစ်တဲ့ A7 ကိုပြန်လည်ပြီးတော့မိတ်ဆက်ပေးတဲ့ပွဲခန္ဓာကိုရိုက်ကူးတင်ဆက်ပေးသွားကြပါမယ်။ဒါ့အပြင်ကျွန်တော်တို့ရုပ်ရှင်ပညာကိုစိတ်ဝင်စားတဲ့သူတွေ၊ဗီဒီယိုပညာကိုစိတ်ဝင်စားတဲ့သူတွေ၊ဓာတ်ပုံပညာကိုစိတ်ဝင်စားတဲ့သူတွေတက်ကိုကျွန်တော်နောက်ထပ်အထူးစီစဉ်နေတယ်လည်းပါဝင်မယ်လို့သိရှိရပါတယ်။ပရိသတ်များအားလုံးပဲဆက်လက်ကြည့်ရှုခံစားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေ။ ာပြည်သူများအားလုံးပဲမင်္ဂလာပါဒီကနေ့ရန်ကုန်မြို့ကနေစီစဉ်ကနေပြီးတော့ Sony ရဲ့ဓာတ်ပုံဗီဒီယိုရိုက်ကူးရေးဆိုင်ရာထုတ်ကုန်တင်ပြကိုမိတ်ဆက်ပေးတယ် Alpha Festival 2017ပွဲခမ်းနားမြို့များကိုရိုက်ကူးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပြည်သူများခင်ဗျာ Sony Electronic ကနေပြီးတော့မှဓာတ်ပုံရိုက်ကူးသူများနဲ့ဗီဒီယိုရိုက်ကူးသူများအတွက် ဧပြီလ28ရက်နေ့ကနေပြီးတော့ဧပြီလ30ရက်နေ့ထိမြန်မာပြည်ဆာမှာ Alpha Festival 2017ကိုကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ပြည်သူမကညာ Alpha Festival 2017ပွဲခန်းကိုဖွင့်လှစ်ကြောင်းကြေညာပြီးတဲ့နောက်မှာတော့ Sony International Singapore Limited ရဲ့ Head of Myanmar Branch ဖြစ်တဲ့ Mr. Korea Harige ကနေပြီးတော့မှကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပါတယ်ခင်ဗျာ။ Okay, uh, hello, my name is Koita. I am from Sony International Singapore. I am responsible for Myanmar market for uh, every category, starting from TV, mobile phone, and camera, and game as well. Uh, for today, we are going to have Alpha Festival organized by Sony and TMW. And we, as you can see over here, we have so many lineups of the digital camera. So I hope you can enjoy. We have so many lineups of the full frame camera and APS-C camera. And we are going to have seminar by our ambassadors, which is uh, Opimio or some other ambassadors. So please enjoy. Thank you. Prisma Festival 2017ပွဲတော်တွင်မှာတော့ မှန်မဲ့ digital camera များဖြစ်တဲ့ A6500 နဲ့ A7C များကိုမိတ်ဆက်ပြသထားပြီးတော့မှလက်တွေ့လိုက်လံရှင်းပြခြင်းအစီအစဉ်ကိုလည်းကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ပရိသတ်မှခင်ဗျာ Ever Festival 2017ကိုတော့ Sony Electronics နဲ့မြန်မာနိုင်ငံမှာရှိတဲ့ Sony ရဲ့တရားဝင်ဖြန့်ချီသူဖြစ်တဲ့ TMW Inspire Limited ကနေပြီးတော့မှပူးပေါင်းစီစဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ေ့ဒီ Sony Alpha Festival 2017တဲ့ပေါ့နော်အဲ့ဒါအခုမြန်မာပလာဇာမှာလောက်တာအခုဒီနေ့ကျွန်တော်တို့ဒီမှာကင်မရာအသစ်တွေမိတ်ဆက်ပေးမှာပေါ့နော် A6500 ပေါ့ Sony A6500 Sony ကတော့ကျွန်တော်ကပွင့်လင်ပြအရင်တော့ကတော့တခြား brand ကန်တာပေါ့နော် Canon ကန်တာနောက်ပိုင်း Sony ကိုပြောင်းပြီးတော့ Sony ကဟိုဟိုဘယ်လိုပြောမလဲခီးသွားတာတို့ပါတာတို့ပြီးတော့ဒီကင်မရာထဲမှာလည်း function တွေကလည်းပိုဆောင်တယ်ပေါ့နော်ပြီးတော့ရုပ်ထွက်ကလည်းတခြား high တဲ့နည်းနည်းပိုကောင်းမယ်လို့ထင်တယ်ထင်တော့ကျွန်တော် အခုနောက်ပိုင်း Sony ကိုပဲတုံးပြတယ်ဟိုတခြားတုံးမဲ့လူတွေလည်း ဟိုတစ်ချက်လောက်ဟိုလုံးဝကြီးမပြောခင်ဟိုတစ်ချက် review တို့ဘာလို့ကြည့်ပြီးတော့မှပြောင်းပါလို့အကြံပြုချင်ပါအခုနောက်ပိုင်းဒီမြန်မာပြည်ရောပေါ့နော်ဒီဓာတ်ပုံဆရာဟိုလူငယ်ဓာတ်ပုံဆရာတွေတော်တော်များများဒီ Sony ကို ပြောင်းလာတာတွေ့ရတယ်ပေါ့နော် ပြီးတော့သူတို့ကလည်းတေချာလေးလာပြီးတော့မှဟိုပြောင်းလာဖြစ်တဲ့အတွက်ဟိုကောင်းလို့ပြောင်းတယ်လို့ထင်ပါတယ်ဗျဟုတ်ကဲ့ပြည်သူများခင်ဗျာ Ever Festival 2017ပွဲခမ်းနာမှာဆိုရင်တော့ပုံတူဓာတ်ပုံရိုက်ကူးခြင်းများအတွက်ပုံတူဓာတ်ပုံရိုက်ကူးရဲ့ မော်ဒယ်များပါဝင်တဲ့လက်တွေ့ထိုက်ရိုက်သရုပ်ပြခန်းနဲ့ဗီဒီယိုရိုက်ကူးမှုအတွက် A7 Flex 00အသစ်နဲ့ A7 Series ကင်မရာများကိုစမ်းသပ်နိုင်ပေဗီဒီယိုရိုက်ကူးမှုသရုပ်ပြခန်းပါဝင်စီစဉ်ကျင်းပလာပါတယ်။ I'm April and I am the digital imaging product manager for Sony Alpha cameras. We are here in Myanmar Plaza today for three days to share our latest product lineup, which include our full frame A7 series of camera and also our latest APS-C A6500 cameras with all our customers. On top of that itself, we will also be having workshops ran by our ambassadors to actually benefit end consumers who would like to learn more about photography. So if you are around here itself, you are able to come down, please join us and please do also try out our products for you. In this particular event itself, we actually aim to bring awareness of our Sony Alpha cameras to all our audience in Myanmar. And we hope that you will be able to also come forward to our showroom to try out our products as well. ကျွန်တော်ရန်ကုန်မြို့ကြီးအစီအစဉ်ကနေပြီးတော့ဒီကနေ့လိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲခမ်းနားတွေကိုအများနဲ့အကူတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အစီအစဉ်ကိုပရိသတ်များကစောင့်မျှော်ကြည့်ပေးပါလို့ကြိုတင်ဖိတ်ခေါ်ရင်းနဲ့ပဲဒီကနေ့ရန်ကုန်မြို့ကြီးအစီအစဉ်ကနေပြီးတော့ပရိသတ်များအားလုံးကိုနှုတ်ဆက်လိုက်ပါရခင်ဗျာ